ဇလန်နော်နှစ်ဦးရဲ့89နှစ်ဦးရဲ့၃ချိန်ကအဲနှစ်ချိန်မှာ၃ခါလို့ရှိတယ်နော်အဲ့၃ခါနေပြီးတော့18ချိန်လောက်လို့ရှိရင်၃ခါရှိတယ်ဒုတိယ18ချိန်ရည်တဲ့ချိန်မလဲသူကဒုတိယချိန်မှာ၃ခါလို့ရှိတယ်ကျွန်တော်တို့ဒီနှစ်ထဲမှာ25ခုနဲ့18ချိန်ရောက်လို့ရှိရင်လည်းသူကဒုတိယချိန်မှာသူက၃ခါမပေးခဲ့ဘူးဘာလို့မပေးလဲဆိုတော့သူက သုံးပင်ဆိုင်လေးပေးတာမျိုးနော်အဲ့ဒါကိုကျွန်တော်ရှင်းပြရအောင်ကျွန်တော်89ခုနှစ်ကိုပြန်ပြနော်သုံးခါပေးတဲ့မူလေးသုံးဇလန်စတဲ့အချိန်အဲ့မဲ့ဆိုင်တွေဒီထဲမှာအများကြီးရှိနော်အဲ့ဒီသုံးလို့ဖြစ်တာကငါကျွန်တော်ကသဘောတရားအနေနဲ့သုံးခတ်တယ်ရှိလို့အနေနဲ့ကျွန်တော်ပြောပြရအောင်နော်ဒုတိယအချိန်မှာ89ခုနှစ်ဒုတိယအချိန်မှာသုံးခါရှိတယ်တတိယအချိန်မှာ18နှစ်သွားလို့ရှိရင်သုံးခါရှိတယ်နောက်2009ခုနှစ်ဒုတိယ18နှစ်သွားပြီတဲ့ကျွန်တော်2009 ကိုကုနဲ့မှာဒုတိယကြိမ်မှာ၃ခါညတို့2015မှာကြာတော့ညတို့ဒီမှာ၃ခါမပေးခဲ့ဘာလို့မပေးလဲဆိုတော့သူက၃ကြိမ်ပဲပေးခဲ့ရတာမဟုတ်နော်အဲ့တော့ဒီ၃ခါကြောင့်မို့လို့နော်အဲ့ရနေပြီးတော့ရေးကြည့်လိုက်နော်တနည်းနည်းနည်း၃နည်း၄နည်း၅နည်း၆နည်း၇နည်း၈နည်းမှာသူကဇောင်းထိပ်သီး၃လုံးပေါင်းရင်၄ရက်နှစ်ကခွန်ရင်၃လို့ဖြစ်ခဲ့ပြီမှာနောက်တနည်းဇက်တိုက်ကျွန်တော်ပြရတယ်မနော်နောက်တနည်းဆိုလို့ရှိရင်၆ကအဲ့နှစ်က၆ကငါရဲ့အနန်း၃လုံးပေါင်းလို့ရှိရင်၃လို့ဖြစ်ခဲ့တယ်ဟုတ်ပြီညတို့ဒုတိယက နော်ရနေပြီးတော့16နှစ်နဲ့အတူတူပဲနော်တိုင်ပင်ကလာရေးကြနော်ဒီ3ခါနေပြီးတော့ဒီမကြက်တော့ဇောင်းထုတ်လို့ချင်း7ထိတ်3ထိတ်2ထိတ်တုံးလို့ဖြစ်ခဲ့တော့16နှစ်16နှစ်ကိုသူသွားတဲ့လမ်းကြောင်းလေးမလို့ကျွန်တော်ကပြန်ရှင်းပြတာပါနော်7ကဲ3ရဲ့2ကဲ3လို့ဖြစ်ခဲ့ပြီးမှနောက်တစ်နှစ်ချာမှသူက9ထိတ်1ထိတ်9ထိတ်1ခါခွန်ခွန်နောက်ပိတ်နဲ့3လို့ဖြစ်ခဲ့တယ်နော်နှစ်ကက်3ကက်မှလည်းသူက3ခါလို့ပေးပြီးတပြိုင်တည်းထိတ်တိ3လုံးပေါင်းရင် နှစ်ထိပ်သည်နှစ်ထိပ်သည်ကိုးထိပ်သည်ကနန်းသုံးလုံးပေါင်းရင်နှစ်လို့ဖြစ်သုံးလို့ဖြစ်တယ်လို့ယနေ့တို့2018နှုန်းမှာကျွန်တော်လက်ထိပ်သည်6ခါ3ဘန်းတော့ပိတ်နေသုံးလို့ဖြစ်ခဲ့အဲ့ဒီသုံးသုံးဖြစ်ပြီးတော့သုံးချိန်ပဲပေးလာတာမဟုတ်ဘူးနော်ဒီနေ့မှာကျွန်တော်တို့2019ဒီမှာကျတော့ဒါအကျုံးမဝင်တော့ဘောဗျာနော်ဘာလို့ကျွန်တော်ညားပြလဲဆိုတော့ကျွန်တော်ဒီမှာနှစ်ဦးမှာတော့ကျွန်တော်နော်ဘာပရိတ်လေးပရိတ်19ချာနော်19နှစ်ချာအားမလေးလေးပရိတ် သုံးပရိသုံးပရိကျွန်တော်ဖမ်းရိုက်လာဖမ်းရင်ဒါမပေါက်ဘူးညာကျွန်တော်နော်ကျွန်တော်အဲ့ရနေသွားတာအဲ့ရလိုင်းရမလို့နော်ဟုတ်ပြီကျွန်တော်ဒီအချိန်မှာစိုက်လေးတစ်ခုပေါ့ဗျာပြေးခြင်းလည်းပြေးမယ်မပြေးခြင်းလည်းမပြေးဘူးပေါ့နော်အဲ့ဒါမိတ်ဆွေများသုံးသက်အောင်လို့ကျွန်တော်စိုက်လေးကိုပြောပြရင်ဖြစ်တယ်နော်အလုံးမဲ့နော်ခြေကြည့်လိုက်ပါစိုက်လေးနော်ဒီစိုက်သွားတဲ့လိုင်းလေးကအခုကျွန်တော်တို့အဲ့ညတို့နှစ်ဦးကနေပြီးတော့၅ချိန်နှစ်ဦးကနေပြီးတော့၅ပြိတ်ပြီးတော့တစ်ချိန်နဲ့ချိန်၃ချိန်၄ချိန်၅ချိန်နော် တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်ငါးချိန်၆ချိန်မှာနော်ခုန30လမ်းနေရာဒီမှာကျတော့၆ချိန်မှာဝါပေါင်းရင်းသုံးလို့ဖြစ်ခဲ့တယ်ဟုတ်ပြီဒါပထမကဒုတိယကမှာလေးပရိတ်ဖြစ်တယ်နော်လေးပရိတ်ဖြစ်ပြီးတော့ तू က၆ချိန်မှာ तू ကဝါပေါင်းရင်း9 8ဝါပေါင်းရင်းသုံးလို့ဖြစ်ခဲ့တယ်ဟုတ်ပြီတတိယကမှာလည်းညိုတို့ကြည့်လိုက်နော်ငါးပရိတ်နှစ်ဦးမှာငါးပရိတ်လေးပရိတ်သုံးပရိတ်လို့လည်းဖြစ်ခဲ့တယ်၆ချိန်မှာညိုတို့ပြန်ကြည့်ကြည့်လိုက်နော် ဘွားပေါင်းရင်သုံးလို့ဖြစ်ခဲ့တယ်သူက၃ချိန်တိတိပြေပထမကတ်မှာကြာကျွန်တော်တို့ဒီမှာကြာတဲ့သုံးဘွားပေါင်းရင်သုံးမှာပေးခဲ့ကိုပြန်ကြည့်ကြည့်လိုက်နော်84နှစ်ဦးစားတဲ့ချိန်မှာကြာဒီမှာဒေးဟာ6ချိန်မှာဘွားပေါင်းရင်သုံးမရှိခဲ့အဲ့တော့သုံးမရှိခဲ့တဲ့အတွက်ကျွန်တော်ဒီကနေစပြီးတော့ဘွားပေါင်းရင်သုံးဒုတိယကတ်ဘွားပေါင်းရင်သုံးတတိယကတ်တတိယကတ်မှာဘွားပေါင်းရင်သုံးလို့ဖြစ်ခဲ့ပြီအဲ့လိုဆိုရင်ကျွန်တော်တို့7ချိန်ရောက်မှာကျွန်တော်တို့ကဏ္ဍလေးတစ်ခုပြန်ဖန့်ကျင်တာပေါ့ဗျာဟုတ်လားဘာလို့လဲဆိုတော့မိတ်ဆွေရေးဘူးအပြင်ကျွန်တော်ကြည့်မယ်ဆိုမိတ်ဆွေများ ဟိုကျင်းနဲ့လည်းထိုးကြည့်လိုက်ပေါ့စက်တစ်ချိန်မှာကျွန်တော်6ဗိုလ်တိစက်တစ်ချိန်မှာ6ဗိုလ်တိနော်ဒါပထမကဒုတိယကမှာစက်တစ်ချိန်မှာ9ဗိုလ်တိလို့ဖြစ်တယ်တမန်ကန်ရှန်ကန်ဖြစ်ခင်မယ်ဆိုရင်တော့ကျွန်တော်တို့2025ခုနှစ်စက်တစ်ချိန်မှာ6ဗိုလ်တိပြီးတော့9ဗိုလ်တိ9ဗိုလ်တိပြီးတော့4ဗိုလ်တိနော်4ဗိုလ်တိကိုလုံးဝမသုံးတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့နော်သူချွင်းရင်လည်းထွက်ပြီးစီကျွန်တော်4ဗိုလ်တိမသုံးတော့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြန်ကြည့်ကြည့်လဲသူတန်းလာတဲ့89ခုနှစ်က3ခါဝင်ထားပြီးတော့ ဆက်တဲ့ချိန်မှာနော်ဆက်တဲ့ချိန်မှာပြန်ကြည့်ကျွဆက်တဲ့ချိန်ဆက်တဲ့ချိန်တဲ့တဲ့မှာ तू ကွန်မတိတ်လို့တည်ထားခဲ့ဆက်တဲ့ချိန်မှာကွန်မတိတ်နောက်တဲ့၁၉နှစ်ပြီးလို့ချင်း၆မတိတ်လို့တည်ထားတယ်ဟုတ်ပြီအားရနေပြီးတော့၆မတိတ်ကနေပြီးတော့ကျွန်တော်၁၉နှစ်ပြန်တည့်တဲ့ပြန်ပြီးလို့ချင်းက၄၅၆၄၅၆က၅မတိတ်လို့ရိုက်ခဲ့တယ်ကျွန်တော်ဆလိုတာကကွန်မတိတ်၆မတိတ်၅မတိတ်၃ချိန်တည်းတည်းဖြစ်သွားပြီသူ site က၄ချိန်၄ကတ်မပေးတဲ့မူမို့လို့ကျွန်တော်2015ခုနှစ်မှာ ဟလားနောက်နေ့25ခုနဲ့7ချိန်မှာဒီကျွန်တော်အနေနဲ့ဒီ site ကတာအမှန်ကန်ပေးမယ်ဆိုရင် delivery ဆိုတော့လုံးဝပေးစရာမရှိဘူးဒါပေမဲ့ဘယ်လိုလုပ်ဘယ် site ကပေးမယ်ဆိုတော့ကျွန်တော်မပြောတတ်ဘူးကျွန်တော်အနေနဲ့တော့ကျွန်တော်ဒီ site ကတာပေးမယ်ဆိုလို့ရှိရင် delivery ဆိုတော့လုံးဝမဖြစ်မဖြစ်စရာဘူးဗျာနော်ဒါကျွန်တော်အနေနဲ့ဒီ site ကဒီ line ကဆိုရင် delivery လုံးဝမရှိဘူးဟုတ်ပြီလေပရိမာမရှိဘူးဆိုဘာလို့ချင်တယ်လဲဆိုရင်နော်အဲ့လို့ဆိုရင်ကျွန်တော်မိတ်ဆွေများပြောချင်တာကကျွန်တော် ဒီမှာကျွန်တော်ပြန်ကြည့်ကြည့်လိုက်နော်ကျွန်တော်အနေနဲ့တွေ့တာလေးကိုမိတ်ဆွေများအကျဉ်းတိုင်းထိုးကြည့်လိုက်ပါနော်ဘာလို့လဲဆိုတော့ဒီနှစ်ဥမှန်ငါးပြိတ်ပြီးရယ်နော်ဒီငါးဒီသုံးခါကတော့ထားလိုက်တော့နော်ဟိုဘက်ကမှပြေးလာတဲ့အတွက်အဲ့မှာငါးပြိတ်ကတစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်လေးနှစ်နောက်ပြန်သုံးလိုက်တယ်ပဲနဲနော်တောင်းနဲ့60ဒီကနေ့6နှစ်ကြံဆုံးလိုက်။ငါးပရိတ်ကနေပြီးတော့နေဦးငါးပရိတ်ကနေတနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ငါးပရိတ်လေးနှစ်ဆုံးလိုက်တဲ့ပြိုင်နဲ့ နှစ်ဦးမှာနှစ်ကိုသုံးဦးနော်နှစ်ထိပ်စီလေးထိပ်စီရှစ်ထိပ်စီဒီကနန်းသုံးလုံးပေါင်းလို့ရှိရင်လေးလို့ဖြစ်ခဲ့တယ်လေးလို့ဖြစ်ပြီးတော့သူကနောက်တစ်နှစ်ကျတော့သူကလေးချိန်တော့မှာနော်ကြံကြည့်ကြည့်လိုက်လေးချိန်မှာသုံးရထိပ်စီသုံးချိန်မှာရှစ်ခါနောက်တစ်လေးချိန်မှာ6ခါဆိုတော့တကဒီကနန်းသုံးလုံးပေါင်းရင်လေးလို့ဖြစ်ခဲ့တယ်တော့ပြောရင်ဒါဒီသုံးလုံးပေါင်းရင်လေးကိုဒီသုံးလုံးပေါင်းရင်လေးရိုက်တယ်နှစ်ကတည်းဆိုရင်ထာတူညီမှုနော် နောက်တက်ကနောက်တက်တင့်ကိုသူကပြန်သွားတာခွန်တိတ်စီခွန်တိတ်စီလို့ပေးပြီးတော့ရှင်းနှလုံးပေါင်းကငါးနဲ့နှစ်နဲ့ခွန်လို့ဖြစ်တဲ့ပဲနဲ့ဒီသုံးလုံးပေါင်းလေးဒီသုံးလုံးပေါင်းလေးကိုဒီသုံးလုံးပေါင်းလေးလို့ပြန်ရိုက်ခဲ့တယ်ဟုတ်ပြီဒါပထမကဒုတိယကကိုညီတော်တို့အဲ့ရနေပြီးတော့ညီတော်တို့နော်မိတ်ဆွေများကိုကပုတ်ပြီးပြီးတော့ဒီကနေပြီးတော့16နှစ်သွားဗျာ16နှစ်သွားလဲပဲ2006ခုနှစ်ကိုပြန်ရောက်သွား2006ခုနှစ်ကမှဆိုတာခွန်တိတ်စီခွန်လေးခွန်ခွန်တိတ်စီခွန်တိတ်စီ တုံရတေသီအနန်သုံးလုံးပေါင်းရင်၄လို့ဖြစ်ခဲ့တယ်ပထမကတ်အတိုင်းပဲเนาะအနန်သုံးလုံးပေါင်းရင်ထေသီသုံးလုံးပေါင်းရင်၄လို့ဖြစ်ပြီးနောက်တစ်နေ့ကျတော့သူကလက်ဥတော်ပေါင်းရင်ပေါ့ဗျာလက်ထေသီ၅ခန်း၅တော့ပဲအနန်သုံးလုံးပေါင်းရင်၄လို့ဖြစ်ခဲ့တယ်အဲ့ဒီလို၄လို့ဖြစ်ပြီးတယ်ပဲနဲ့သူကနောက်တစ်နေ့ကိုပြန်သွားမယ်ပထမကတ်လို့ပဲတုံရ၅၄တုံရထေသီနဲ့ရှင်းနှလုံးပေါင်း၆၈၅၆၈နှလုံးပေါင်းရင်၄ဒီ လေးလူဖြစ်ခဲ့တယ်သရတာကဒီထိပ်ဒီသုံးလုံးပေါင်းရင်လေးလက်ကလို့ပေါင်းရင်လေးတတိနဲ့ချင်းနှလုံးပေါင်းရင်လေးလူဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့လိုဆိုရင်ညတို့အဲ့ရန်နေပြီးတော့16နှစ်ကိုပြန်ရည်ကြည့်လိုက်မိတ်ဆွေများနော်16နှစ်ပြန်ရည်ကြည့်လို့ရှင်ညတို့2022ခုနှစ်ကိုရောက်ပြီရောက်ပြီဆိုတော့ညတို့ပြန်ကြည့်ကြည့်လိုက်နော်ဥမာကပထမတက္ကမလေးလေးလေးလူလုတ်ပြီးတော့တတိယကကြာတော့မူကတော့ပွဲသွားတယ်ဗျာနော်ကြည့်ကြည့်လိုက်ဒါပေမဲ့မူသွားပြီမဲ့အတွင်တဏ္ဍူကတော့အတူတူပဲနော်မိတ်ဆွေများတစ်ထိပ်စီသုံးထိပ်စီငါးထိပ်စီ ခဏသုံးလုံးပေါင်းရင်သူကလေးလေးလို့လို့သူကကိုးလို့လုပ်ခဲ့တယ်ကိုးလို့လုပ်ပြီပဲနဲ့သူကနောက်နှစ်သွားလို့ရှင်ကြတော့သူက6ဒေးစီဖူးရှိတ်လဲဥတော့ပေါင်းခြင်းဒီ6ဒေးစီတစ်ခါနှစ်နောက်ပိတ်ခဏသုံးလုံးပေါင်းရင်ကိုးလို့ဖြစ်တယ်2029ခုနှစ်ကထသီသုံးလုံးပေါင်းရင်ကိုးမို့လို့နောက်တစ်နှစ်သွားလို့တပြိုင်နဲ့6ဒေးစီတစ်ခါနှစ်နောက်ပိတ်ခဏသုံးလုံးပေါင်းရင်ကိုးလို့ဖြစ်ခဲ့တယ်ဒီကိုးလို့ဖြစ်ခဲ့ပြီးမှသူကနောက်တစ်နှစ်ကိုပြန်သွားလို့ရှင်3ဒေးစီနဲ့ ချင်းကလုံးပေါင်း6ဒီကိုလိုဖြစ်ခဲ့တယ်အဲ့တော့သူကတိုက်ဆိုင်မှုရေလို့တော့မဟုတ်ဘူးတော့မဟုတ်ဘူးပေါ့ဗျာနော်သူကခဏပေးမယ်မပေးဘူးလားပြောတော့သူကတော့ဝင်ကြကြနဲ့လှုပ်တာတာတို့တို့လည်းကန်ရောမပေးဘူးဖြစ်ဖြစ်နေတာနော်အဲ့တော့ဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုဒီသုံးလုံးပေါင်းရင်ကိုလို့ပြောလို့လေနောက်တစ်နေ့ကျွန်တော်ဒီနေ့ထည့်မှာကျွန်တော်6ချိန်မှာဝါပေါင်းရင်3ဟုတ်လားဒီမှာလည်းဝါပေါင်းရင်3လို့ရောက်ခဲ့တယ် ီမှာဝါတုံးဝါပောင်းရင်တုံးလို့ခဲ့တယ်။ဒါရဲ့သူကဒီမှာတဲတဲ့ခင်မှာကြက်လာဝါပောင်းရင်တုံးမရှိခဲ့ဘူး။နော်မိတ်ဆွေများဒီမှာကြည့်ကြကျွန်တော်ခုနပြောခဲ့တယ်နော်။အဲ့ဒါတော့တုံးကမှုဘာကြောင့်ဒီအချိန်မှာကျွန်တော်မိတ်ဆွေများဒီနဲ့ဟလာ၁၇ချိန်မှာပထမ၁၇ချိန်မှာသူကခုံခုံတုံးခုံပရိတ်လိုရိုက်တယ်။ဒုတိယက၁၉နှစ်နေသွားလို့ရှိရင်၈ခုံတက်၆ပရိတ်လိုရိုက်တယ်။၁၇ချိန်မှာ၆ပရိတ်ပြီးတော့သူကနောက်ထပ်၁၉နှစ်နေပြီလို့ရှိရင်သူက၄၅၆၄၅၆ဒီ၅ပရိတ်ပြီလို့ခုံ၆၅ဆိုရိုက်တယ် နော်ကိုကြောင်ကားလို့ရတယ်ဒါလည်းမဟုတ်ညနေ2020ခုဗရေးတစ်ခုကိုကျွန်တော်ကမကင်တော့ဘူးညာမိတ်ဆွေများနေနေကင်ကြီးလဲကင်မကင်ကြီးလဲနေပေါ့အဲ့ဒါလားဒါကနဆိုင်တခုကိုလေးလောင်လို့ကျွန်တော်ပြောပြရင်ဖြစ်ပါတယ်ဒီမှာကကျွန်တော်တို့ရေးဘွားအပြင်လေးဝတိဖြစ်တဲ့အတွက်လေးဝတိကိုကျွန်တော်မထိုးတော့နော်လေးဝတိကိုတတ်တယ်ပေါ့ဗျာကျွန်တော်အနေနဲ့တတ်တာမိစေမြတ်ကြိုက်ရင်လည်းထိုးလိုက်ကျွန်တော်အနေနဲ့ဒီမူနဲ့ဒီဆိုင်နဲ့ကင်မင်ဆိုပြီးကျင်တာဒါလေးဝတိကိုလုံးဝထိုးစရာအကြောင်းမဟုတ်ဘူးမင်းအဲ့လိုလေးဝတိမထိုးရင်ဘာပဲထိုးမလဲဟုတ်ပြီကျွန်တော်မြင်တဲ့ပရိတ်လေးနဲ့စန့်ကြည့်မယ်ဆိုရင်တော့ဟုတ်လားကျွန်တော် ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်အနေနဲ့ကဒီမှာဗရိတ်လေးကိုတစ်ချက်ဖြန်းမလဲနော်ဒီသုံးလုံးပေါင်းရင်းလေးကိုဘူးရှိလက်ဦးတော့ပေါင်းရင်းလေးဒီလိုလေးလိုလုပ်ပြီးတော့နောက်တစ်နှစ်ကိုလက်ဦးနှစ်ဦးမှ၅ဗရိတ်လိုစီနီယာရိုက်ပြီးလဲပြန်တယ်ဟွာသုံးလုံးရိုက်ပြီးလဲဒီချိန်မှာကျွန်တော်တို့၈ခု၁၆ဗရိတ်ကြတဲ့အချိန်မှာနော်ဒီကျွန်တော်တို့မကြခင်ဗရိတ်သုံးလုံးပေါင်းကြည့်လိုက်မယ်တုံ့ကြမလဲ၈ဗရိတ်၆ဗရိတ်နော်ဆိုတော့ဒါကမိတ်ဆွေများ တုံညာပရိတ်ကရှိပရိတ်က6ပရိတ်ကအနံပရိတ်သုံးလုံးပေါင်းလို့ရှိရင်လေးလို့ဖြစ်ခဲ့တယ်ကျွန်တော်ယူထားခြင်းပေါ့ဗျာနော်မှန်ကန်ရင်လည်းမှန်ကန်မှာပေါ့မမှန်ကန်မှာမမှန်ကန်မှုဆိုလည်းအပြင်းပြေသဘောရှိကြလာတယ်နော်အဲ့တော့တုံညာပရိတ်ရှိပရိတ်6ပရိတ်ကအနံသုံးလုံးပရိတ်သုံးလုံးပေါင်းတဲ့ပြိုင်နဲ့ဟလာလေးလို့ဖြစ်တယ်အဲ့ဒီလေးဒီဘယ်ရလာလဲဆိုကမိတ်ဆင်ညာကိုကျွန်တော်ပထမပြောပြောခဲ့သလိုပဲတတိသုံးလုံးပေါင်းရင်လေးလေးလို့ပေါင်းရင်လေးထိတ်သီးနဲ့ခြေနှလုံးပေါင်းရင်လေးစီနောက်တစ်နေ့ ွားတဲ့ချိန်မှာကျွန်တော်ကဒီချိန်မှာဟုတ်လားပုံညာပရိရှိပရိ၆ပရိကဏ္ဍပရိ၃လုံးပေါင်းလို့ရှင်၃ချိန်ကဏ္ဍ၃ချိန်ကဏ္ဍပေါင်းလို့ရှင်ဟုတ်လား၁၇ချိန်၁၀ချိန်၉ချိန်၉ချိန်၁၀ချိန်၁၇ချိန်ကဏ္ဍပရိ၃လုံးပေါင်းလို့ရှင်၄လို့ဖြစ်ခဲ့တယ်တို့ဒီမှာ၆ပရိဟုတ်လားပထမပုံညာပရိနဲ့၈ပရိပေါင်း၈၄လို့ဖြစ်အောင်ကျွန်တော်၆ပရိကိုဝင်သွားခဲ့တယ်နော်အဲ့လိုဟုတ်ပြီဒါပထမတကအဲ့ရနေပြန်၁၉နှစ်ပြန်သွားကြည့်လိုက်နော်ဒီမှာလည်းကျွန်တော်နှစ်ဦးမှာခရီးသွန်းလုံးပေါင်းလေး လက်ဥထုတ်ပေါင်းခြင်းဒီလေးထိတ်သီးနဲ့ရှင်နှလုံးပေါင်းခြင်းဒီလေးလို့ဖြစ်ခဲ့တယ်အဲ့ဒီလေးလေးလို့ဖြစ်မယ်နောက်တနေ့ကို16နှစ်သွားတဲ့အချိန်မှာဝါပေါင်းခြင်းသုံးလို့လည်းမှန်ကန်ရိုက်ခဲ့ပြီရိုက်ခဲ့ပြီဆိုရင်တော့17ချိန်မှာသူက6ငါ6ငါပြိလို့ရိုက်ထားတယ်ငါပြိလို့ရိုက်တဲ့အချိန်မှာညတို့အပေါ်ချိန်ပြိရိပြန်ကြည့်ကြည့်လိုက်နော်ဒါ17ချိန်10ချိန်9ချိန်မှာ6ပြိ ့10ချိန်မှာ3ပရိတ်6နဲ့3ပေါင်းတော့6လို့ဖြစ်ခဲ့တယ်9ချိန်12ချိန်မှာ17ချိန်မှာသူက9ပရိတ်လို့ဖြစ်တယ်စင်တော်ဆုံးတာကတော့6ပရိတ်3ပရိတ်9ပရိတ်ကနန်း3ပေါင်းလို့ပရိတ်3ပေါင်းလို့ပြန်နေ4လို့ဖြစ်တယ်အဲ့ဒီ၄စီဘယ်ကလာမလဲဆိုမိတ်ဆွေမျိုးကျွန်တော်ခုနရှင်းပြတယ်လို့ပဲဟလာ2006ခုနှစ်နှစ်ဦးမှာခွန်ခွန်ခွန်ဒေဒီခွန်ဒေဒီတုံရဒေဒီကနန်း3ပေါင်းလေးဟလာလဲဦးတော်တော့ပေါင်းချင်းဒီ၄လို့ဖြစ်ပြီးထိသိနဲ့ရှင်နှလုံးပေါင်းချင်းဒီ၄လို့ဖြစ်ခဲ့လို့ဒီတူညီမှုဒီကဟလာတို့ ဲတော့ရောက်တဲ့စက်တဲ့ချိန်မှာဟုတ်လားပရိတ်သုံးလုံးပေါင်းရင်၄လို့ကျွန်တော်ယူဆလိုက်ပြီဟုတ်ပြီအဲ့လိုဆိုရင်ညတို့2025ခုနှစ်မှာအဲ့တော့16ကြိမ်သွားလိုက်16နှစ်နဲ့ကွာဝေးကိုပြန်သွားကြည့်လိုက်နော်မေသိမ်းလား16နှစ်နဲ့ကွာဝေးမှာတိတိတိသုံးတိတိငါးတိတိအရန်သုံးလုံးပေါင်းလို့ရှိရင်ကိုလို့ဖြစ်တယ်။ तू ူအောင်လုပ်ပြီးတန်းန်းတို့တူပြီးတော့မန်းမတူအောင်လုပ်ထားခဲ့တယ်လေးလေးလေးပြီးမှသူကကိုယ်လိုလုပ်ခဲ့တယ်ကိုယ်လုပ်ပြီးမှသူကတူညီမှုကတုံးကတ်စလုံးသူလုပ်ထားတော့ကျွန်တော်နေရာကိုယူတယ်ဒီတိတ်တိတ်သုံးလုံးပေါင်းကိုလက်ထောက်ပေါင်းကြီးတွေတော့ထိတ်ထိနဲ့နောက်ပိတ်နဲ့နှလုံးထိတ်ထိနဲ့ချစ်ထိတ်ဒီနှလုံးပေါင်းကြီးတွေကိုယ်လိုဖြစ်ခဲ့တယ်ဒီကိုဒီကိုဒီကိုကြောင့်မို့လို့စက်တဲ့ချိန်မှာမိစေများကျွန်တော်ကိုင်ရင်နဲ့ break လေးပေါ့ဗျာမှန်ဒီဖြစ်တယ်မာဒီဖြစ်တယ်မိစေများတုံးပြုတ်ပြီးတုံးတက်ပြီးတော့တုံးပြုတ်အောင်လို့ကျွန်တော်ကဏ္ဍလေးပြော break လေးပြောပြရင်ဖြစ်ပါတယ်အဲ့တော့ ကိုချိန်မှာကနှစ်ပရိတ်3တုံညာကိုသုံးတုံညာကိုကိုပရိတ်နှစ်ပရိတ်လို့ဖြစ်ပြီးတော့ဆယ်ချိန်မှာကတုံညာပရိတ်3နှစ်ဒီကိုတုံညာနဲ့နှစ်နဲ့နှစ်ပရိတ်လို့ဖြစ်ပြီးညတို့ကဒီအခွေပေါင်းရင်းဒီကိုကိုဖြစ်ချင်းအခွေမလို့ဒီကိုချိန်ဆယ်ချိန်ဆက်တချိန်ပေါင်းရင်းဒီခဏပရိတ်3လုံးပေါင်းနှစ်ပရိတ်တုံညာပရိတ်ကိုလို့ဖြစ်အောင်ညတို့ကဒီဆက်တချိန်မှာခွန်ပရိတ်ဗျာမိတ်ဆွေများနော်ကြိုက်ရင်လည်းထိုးပါမိတ်ဆွေများနော်သုံးတက်ကြည့်ပါလေ့လာကြည့်ပါနော်ကျွန်တော်လည်းခုနကပြောလို့တင်မယ်တင်မယ်နဲ့ ဟိုမတင်ရသေးဘူးပေါ့ဗျာအဲ့မဲ့နော်ကနန်းနေရာလဲကြည့်တော့ကြဒါပေမဲ့ဒါမိတ်ဆွေများကိုကျွန်တော်ကဒီ break လေးတွေနဲ့ထိတ်စီးတလုံးလေးနဲ့ကျွန်တော်ပြပြီးတော့မိတ်ဆွေများထိုးအောင်ကျွန်တော်တက်လာတာနော်မိတ်ဆွေများအဲ့တော့ကျွန်တော်ရဲ့ user ချက်လေးကိုကြိုက်ရင်27ချိန်မှာ၄ break ကိုပယ်တယ်၄ break ကိုမိတ်ဆွေများကိုကျွန်တော်ရှင်းပြပေးတာဖြစ်တယ်၄ break ကိုပယ်တယ်တိုက်တက်လူထိုးပါကျွန်တော်အမူအရတော့ကျွန်တော်ဒီချိန်မှာလေးလေးကိုလို့ဖြစ်ခဲ့တဲ့အတွက် ဘရိတ်သုံးလုံးပေါင်းရင်လေးလေးကိုဖြစ်အောင်ဒီချိန်မှာလေးလေးကိုလို့ကိုလို့ဖြစ်အောင်လို့နှစ်ပရိတ်တုံညာပရိတ်ကွန်ပရိတ်ဖြစ်မှာဒါလေးဟုတ်လားကိုလို့ဖြစ်မှာမဟုတ်ဒီချိန်မှာကျွန်တော်ဆက်တဲ့ချိန်မှာမိတ်ဆွေများကိုကျွန်တော်ဒီ site နဲ့ကျွန်တော်ထိုးပါမှာဒီ site တမျိုးတည်းပဲကျွန်တော်ကင်မဲ့တွေဒီဆက်တဲ့ချိန်မှာကွန်ပရိတ်ကိုကျွန်တော်တုံးတက်တယ်လေးပရိတ်တော့လုံးဝမကြိုက်တော့ဘူးเนาะမိတ်ဆွေများဟုတ်ပြီမင်းအဲ့လိုဆိုရင်လေးပရိတ်မကြိုက်ဘူးဆိုရင်ဘယ်လိုထိုးမလဲဟုတ်ကဲ့မိတ်ဆွေများကိုကျွန်တော်ရှင်းပြမယ်เนาะအဲ့လိုဆိုတော့တဲ့ဟုတ်ပြီเนาะဒီ site ဒီမူပဲ မိတ်ဆွေများဒီနေ့ဒီ site လေးကိုကျွန်တော်က site တွေကဒီ site ထဲမှာ तू ကအမျိုးမျိုးထွင်ပြန်နော်ပြပထအတူတူပဲနော်မိတ်ဆွေများ၅ပြည်18နဲ့မြောက်တယ်ပြန်နေ၄ပြည်ဟုတ်တယ်18တော့ရင်၃ပြည်၅၄၃နော်ဟုတ်ပြီ၅၄၃လို့ဖြစ်တဲ့ချိန်မှာရတို့ဒီချိန်မှာခုနမိတ်ဆွေများပြအတူတူပဲနော်စာရဲ့ကျွန်တော်မိတ်ဆွေများကျွန်တော်လည်းမင်းမိတ်တန်လုံးတို့အုံနောက်ကတိတ်မကောင်းတဲ့အတွက်နော်၆ပြည်ကြတဲ့အချိန်လေးမှာနော်ကိုတဲ့တုံးကနေ၅ပြည် နှစ်ဦးငါမနေကြမသိဘူးမှာဟုတ်လား तू ပထမဆက်ချိန်မှာ तू လှုပ်တော့တာလေတိုင်မင်းကနော်ပထမချိန်မှာဘာပေါင်းရင်သုံးလို့လည်းဖြစ်တယ်ဆက်ချိန်မှာညတို့ကြပြင်ရဲ့အထက်မှာခွန်ခါလို့ထည့်ခဲ့တယ်ဟုတ်ပြီဒါပထမကဒုတိယ18နှစ်သွားတယ်ပြိုင်နေဟုတ်လားဘာပေါင်းရင်သုံးလို့လည်းဖြစ်တယ်ဆက်ချိန်မှာခွန်ပြီးတော့6ခါလို့လည်းထည့်ခဲ့တယ်အဲ့ဒီပြီးမှ तू ကချတာဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ညတို့ ငါးပရိတ်လေးပရိတ်သုံးပရိတ်လို့လည်းချခဲ့ပြီအပြာလေးနော်ချတဲ့ပြန်တဲ့ညွန်တို့ဒီမှာဂွာပောင်းရင်သုံးလို့လည်းချခဲ့ပြီအဲ့ဒီမှာညွန်တို့ဆယ်ချိန်မှာကညွန်တို့၃ငါးနှစ်ဆိုငါးခါလို့ slow တာကမိတ်ဆွေများနော်ခွန်ခါ၆ခါငါးခါလို့လည်းဖြစ်ခဲ့ပြီငါးခါလို့ဖြစ်ခဲ့ပြီဆိုတော့မိတ်ဆွေများညွန်တို့ဒီချိန်မှာကျွန်တော်အနေနဲ့ပေါ့ဗျာကျွန်တော်ယူဆရလေးမိတ်ဆွေများကျင်းတဲ့ကျင်းတဲ့လို့ရှင်လေအသုံးမပြုအောင်ကျွန်တော်တက်လာတာပါဟုတ်ကဲ့ဟုတ်ပြီအဲ့လိုဆိုလို့ရှင်ခွန်ခါလို့ကြာပြီ၆ပရိတ်ကြာတယ်အဲ့ဒီကနေပြီးညွန်တို့ပြန်ယူကြည့်လိုက်မယ်တစ်နှစ်နှစ်နှစ်၃နှစ်သွားလိုက်တယ်ပြန်တယ်ဟဟ်လား တနည်းကနေပြီးတော့ဆက်တဲ့ချင်းရနေပြီးတော့ညို၃နှစ်နောက်ပြန်ဆိုကြည့်လိုက်ပါတနည်းနည်းနည်း၃နှစ်သွားလို့ချင်းဟဲ့လားဖိတ်စည်းရခါရနောက်ပြရအနန်းသုံးလုံးပေါင်းလို့ချင်း၆လို့ထည့်ခဲ့ဟုတ်ပြီအထမက၁နှစ်သွားအားပရိတနည်းနည်းနည်း၃နှစ်သွားလိုက်တဲ့ပြိုင်နဲ့ဖိတ်စည်းရခါရနောက်ပြခဲ့ဟဲ့လား၆ပြီးတော့ခုံးလို့ဖြစ်ခဲ့တယ်ဟုတ်ပြီအဲ့ရနေပြီးတော့ကျွန်တော်၁၉နှစ်သွားလို့နေရမယ်နဲ့ဟဲ့လား အဲ့တော့ရောက်ပင်ပေါ့ဗျာရောက်ပင်နေတနည်းနည်းနည်းသုံးနေသွားလိုက်တယ်ဗျာနည်းဟဲ့လားပထမမှာ6ပထမမှာဒုတိယကတ်မှာထိတ်စီးရခါရနောက်နောက်ပိတ်ကပေါ့ရင်ခွန်ညတို့ညတို့ရောက်စဲ2025ခုနှစ်ကသုံးနေပြန်သွားဆုလို့ရှင်တဲ့တဲ့ဖေးတိုက်ဝေးချင်းရှင်ရနော်ချစ်တဲ့ဒီခွန်ကသုံးတော့ပိတ်အနံသုံးလုံးပေါင်းလို့ရှင်ရှစ်လို့ထည့်ခဲ့တယ်ဆိုလိုတာကမေ့တင်ပြနော်ထိတ်စီးသုံးခါထိတ်ထိတ်စီးလေပေါင်းရင်ဒီ6လို့ဖြစ်ခဲ့တယ်ခွန်လို့ဖြစ်ခဲ့တယ် ရှစ်လိုလည်းဖြစ်သွားပြီဒီမှာရှစ်လိုလည်းဖြစ်ပြီလို့ပဲနေသူကခါလေးမှာစီနီယာထည့်ရတာခွန်ခါ6ခါ9ခါလို့လည်းထည့်ခဲ့ပြီအဲ့လိုဆိုရင်မိတ်ဆွေများကျွန်တော်ဒီချိန်မှာတိုက်ဆိုင်မှုလေးတစ်ခုနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကဏ္ဍတစ်ခွက်ကိုပြန်ထုတ်ကြည့်လိုက်အောင်နော်ဟုတ်ပြီအဲ့လိုဆိုလို့ရှိရင်ခွန်ခါရအောင်မှာ6ပရိအဲ့ဒီ6ပရိကနေ6ဖိတ်စည်းရယ်ခါရယ်နောက်ပရိကဏ္ဍသုံးလုံးပေါင်းရင်6လို့ဖြစ်ခဲ့တဲ့ဒီတိုင်းလေကျွန်တော်တို့ဒီမှာအလုံးမှန်ကိုကျွန်တော်ပြန်ကြည့်ကြအောင်မိတ်ဆွေများတိတ်ချန်လေးပြောပို့ပြကြကျွန်တော်စိုက်လေးကိုပြန်ကြည့်ကြည့်လိုက်နော်အလုံးမှန်လေးကိုကျွန်တော်ပြရအောင် ချောက်ပိတ်ကတနေ့နနေ့သုံးနေ့ဘေးမှာဒီကုံလုံးပေါင်း6လူထိုင်နေတဲ့ပြိုင်နဲ့နောက်ပိတ်တက်တဲ့3နောက်ပိတ်6နောက်ပိတ်2နောက်ပိတ်အနန်း3လုံးပေါင်းလို့ရှိရင်တက်လို့ဖြစ်တဲ့ပြိုင်နဲ့တက်လို့လည်းဖြစ်တယ်တက်လို့ဖြစ်တယ်เนาะတက်လို့လည်းဖြစ်တယ်လုံးမိုင်ဒီပဋိသည်63နှစ်ဒီအလုံးမိုင်เนาะအဲ့တော့မိတ်ဆွေများဒီ7ချိန်မှာတက်လုံးမိုင်နဲ့သူရိုက်သွားတာတက်လုံးမိုင်နဲ့ရိုက်တဲ့ပြိုင်နဲ့ဟဟဖြည့်သီး3လုံးပေါင်းရင်တက်လို့ဖြစ်ခဲ့တယ် ကိုထိတ်စီရှစ်ထိတ်စီကိုထိတ်စီလေးထိတ်စီရှစ်ထိတ်စီခဏန်းသုံးလုံးပေါင်းရင်တစ်လို့ဖြစ်တယ်အဲ့တစ်ကဒီတစ်လို့ဖြစ်ပြီးတဲ့ဗျာနေဒီသုံးလုံးပေါင်းတစ်ခဲ့တာဟုတ်ပြီအဲ့လိုဆိုလို့ရှင်ဒီပဋိဋ္ဌအကြောင်းမို့လို့အဲ့ဒီပဋိဋ္ဌကတစ်လို့တစ်လုံးကတ်လိုက်တဲ့ဗျာနေဒါဒီသူ့မူကတော့မင်းစင်များနေရာတော့ကြည့်လိုက်ကိုကကိုပဲဆုံးလိုက်ကျွန်တော်လည်းကျွန်တော်မြင်တဲ့အတိုင်းကျွန်တော်ပြတော့နောက်ပြီးသုံးလုံးပေါင်းတစ်ကိုထိတ်သုံးလုံးပေါင်းတစ်လိုက်တယ် ဒီပရိသတ်ကြီးအလုံးပိုင်းတစ်လုံးထဲတယ်အဲ့တော့ရှစ်တစ်တစ်လုံးပိုင်းနဲ့မိတ်ဆွေများကတ်ရရင်ပဲဗျာဟုတ်လားရှစ်တစ်တစ်လုံးပိုင်းနဲ့ဆွဲရရင်ဟုတ်ပြီအဲ့ဒီကနေပြီးညွန်တို့18နှစ်ပြေးလိုက်တဲ့ဆိုရင်နော်ဟုတ်ပြီ18နှစ်ပြေးပြီ656ငါးပရိ6ခါလုံးလဲထိုင်လာပြီအဲ့ဒီမှာနောက်ပိတ်ခါထိတ်သည့်ကဏ္ဍသုံးလုံးပေါင်းရင်ခုံလို့ဖြစ်တဲ့ပိုင်းနဲ့နောက်ပိတ်နဲ့နောက်ပိတ်နဲ့နောက်ပိတ်နဲ့သုံးလုံးပေါင်းရင်ဒီလေးလို့ဖြစ်လိုက်တဲ့တစ်ပိုင်းနဲ့ဟုတ်လားလေးလို့ဖြစ်တယ်လေးလို့ဖြစ်လိုက်တဲ့ပိုင်းနဲ့ဟုတ်လားတတိယကိုလည်းပြန်ပေါင်းကြည့်လိုက်လေးတစ်တစ်ဒီလေးထိတ်သည့် ်6 6 1သည်6ထိပ်သည်ကြပင်မှာ6 5 6 4ထိပ်သည်အနန္တလုံးပေါင်းရင်6လိုဖြစ်တယ်6လိုလည်းဖြစ်တယ်ဒီ6ကြောင့်မို့6လိုဖြစ်ပြီးတော့ဒီပဋိ6သည်6လုံးပိုင်းနဲ့ရိုက်လိုက်တာမိတ်ဆွေများဟုတ်ပြီသူကတော့တလုံးနဲ့ပေးရိုက်လိုက်တာမိတ်ဆွေများနော်ဒုတိယကမှာကတလုံးနဲ့ဘာလို့လဲဆိုတော့ပရိလေးသည်လေးထိပ်ဒီပေါင်းရင်းဒီလည်းလေးပြောင်းလေးတလုံးနဲ့ရိုက်ရတာကျွန်တော်တို့သူ့မှာတော့ကျွန်တော်တို့ယူဆချက်ကဒါပေမဲ့ခုနကကျွန်တော်ဗရိတ်ပြခဲ့တဲ့မူနဲ့ပြန်ရိုက်ရင်တော့ သူကပေါက်ချင်လဲပေါက်နိုင်တယ်ဘောနော်ဒီသုံးလုံးပေါင်းရင်၄လို့ဖြစ်ပြီးတော့ဒီပိုင်းနဲ့၄လုံးပိုင်းတော့မနေမှာ၄ကထိတ်စီးလို့အော်တိုကျသွားလိုက်တာဟုတ်ပြီအဲ့လိုဆိုညတို့တတိယကညတို့ကတ်ကမှာပြန်ကြည့်ရတယ်နော်သုံးနောက်ပိတ်ခွန်ခါ6ထိတ်8ထိတ်ဒီခဏသုံးလုံးပေါင်းရင်8လို့ဖြစ်လိုက်တယ်ဒီပိုင်းနဲ့နောက်ပိတ်ဒီသုံးနောက်ပိတ်နှစ်နောက်ပိတ်နှစ်နောက်ပိတ်ခွန်လို့ဖြစ်ရလေအဲ့ဒီခွန်ဒီထိတ်စီးထိတ်သီးလားဟဟဟိတ်သီးကိုအဲ့ဒီခုံကိုထိတ်သီးလို့ခုံရိုက်မယ်ဒီပဋိက္ခကလည်းခုံလို့ဖြစ်နေပြီမိတ်ဆွေများ အဲ့လိုဆိုရင်ညတို့ဘလို့ဖြစ်ဖြစ်စသီးသုံးလုံးပေါင်းရင်ခွန်ပြေအောင်တော်လကောင်းခွန်ပေါအောင်တော်လကောင်းနော်အဲ့တော့ကျွန်တော်ဘလို့ဖြစ်ဖြစ်ခွန်ပေါအောင်တော်ခွန်ပါမယ်တကွက်ထားလိုက်တော့ပိုင်လဲပါမယ်မပိုင်ရင်လည်းမပါဘူးနော်မိတ်ဆွေများဟုတ်ပြီထိတ်သီးဒီတလုံးညတို့ပြန်ကင်ဘာလောက်ကင်မလဲဆိုဒီ3နှစ်နှစ်ဒီခွန်လို့ဖြစ်ခဲ့တို့ညတို့ဒီ2025ခုနှစ်ဥချိန်မှာက3ညကိုတုံးထိတ်သီးစဲချိန်မှာ3ခါနှစ်တုံးထိတ်သီးထိတ်သီးနှလုံးပေါင်းရင်6လို့ဖြစ်ခဲ့တယ် ကြောက်လို့ဖြစ်လဲတဲ့ပြိုင်နဲ့မျိုးတို့ခုံလို့ဖြစ်အောင်တစ်ထိပ်စီထဲ့ပြီးမိတ်ဆွေများအလုံးမဲနော်ကြိုင်ရင်ထိုးပါမိတ်ဆွေများတစ်ထိပ်စီနော်ဒီချိန်မှာတစ်ထိပ်စီထိုးမယ်မိတ်ဆွေများဟုတ်ပြီအဲ့ဒီမှာခုနကကျွန်တော်မိတ်ဆွေများပြောခဲ့တဲ့အတိုင်းဟဟန်တစ်ထိပ်စီလို့တလုံးရလဲတဲ့ပြိုင်နဲ့ဒီမှာကခုံတလုံးကြံတယ်ပြိတ်စီခုံလို့ခုံခုံချစ်ရမယ်အဲ့တော့ကျွန်တော်ဒီချိန်မှာကခုံတလုံးနဲ့တစ်ခုံတွဲရပြီတစ်ခုံတွဲတစ်ခုံတွဲကိုမိတ်ဆွေများပြိတ်နဲ့ကတ်မလား ကျွန်တော်တော့ဗိတိနဲ့ကတ်တယ်ဗျကွက်တွေများမှာဆိုပြီးမိသိများအနေနဲ့ကွက်များများချင်းဆိုတော့ဖုံးမဲ့ဆိုရင်ကျွန်တော်ခုနဗိတိပြခုံဗိတိလို့ပြထားတဲ့တွေ့တစ်ခုံကိုနဲ့တစ်ခုခုံနှစ်ကွက်နှစ်ကွက်တော့ရှိနေမိသိများနော်ဟုတ်ပြီအဲ့လိုမထိုးချင်ဘူးကျွန်တော်ခုံကဒီခုံကမသေးကြဘူးပထမကတ်ဒုတိယကတ်မှာလို့ကျွန်တော်တို့ကဟာလားလေးဒီလေးလို့ဖြစ်ခဲ့တယ်လေးထိပ်ပြီးလို့ဝင်လိုက်တဲ့ကြိုင်နဲ့လေးကနောက်တစ်လုံးမပါနော်ဒါဒီကောင်ကပါကျွန်တော်ကတ်ကြမှာနဲ့တူတော့ပထမကတ်နဲ့သွားတူနေတာအဲ့တော့ဗျာ ဒီသုံးလုံးပေါင်းရင်တစ်ချက်ဒီသုံးလုံးပေါင်းတစ်ဖြစ်အောင်ရှစ်တိလူလူဝင်လိုက်တဲ့တပြိုင်နဲ့ဒီမှာကြတဲ့တစ်ပရိသည်အလုံးပိုင်းနဲ့ရိုက်လိုက်တဲ့တပြိုင်နဲ့ရှစ်တိအတွဲဆိုရပြီရှစ်တိအတွဲသည်ဒီရှစ်တိနောက်စီးသည်လားရှစ်တိသည်တင့်နောက်ပိတ်အလဲစီးသည်လားအဲဟုတ်ပြီဟာဒါဒုတိယကကြတော့ကျွန်တော်ကအဲ့မှာတုံးတက်လို့တော့အဲ့လိုထိုးလို့မရဘူး။ဘာလို့လဲဆိုတော့ဒီသုံးလုံးပေါင်းရင်လေးကိုလေးလို့ထည့်လိုက်တယ်မြန်လေးကလုံးမဝင်သွားပြီ။ ဲ့လိုဆိုရင်ဒီပရိတ်လေးဒီလေကျွန်တော်ကလေးကထည့်လို့မရဘူးလေးဘူးလို့တွားယူစားရင်ဒီမှာလေးဘူးလို့ယူစားပြီးတော့ထိုးခင်ကော့သွားပြီပထမဒုတိယကတ်မှာနော်ဟုတ်ပြီတတိယကတ်ကျကျွန်တော်ကဒါစမ်းပြော်ပြီဗျာမိတ်ဆွေများနော်မိတ်ဆွေများဒါစမ်းဒီနှစ်ကွက်ထဲမှာစမ်းရမှာမယ်နောက်ဆုံးရုပ်စွာဆုံးအားလိုက်ဗျာနှစ်ကွက်ထဲဟုတ်လားနှစ်ကွက်ထဲအပြင်းပြင်းမှမထိုးရဘူးလားမိတ်ဆွေများဟဲ့ဒီရှစ်လို့ဖြစ်ပြီးတော့နောက်ပိတ်သုံးလုံးပေါင်းလို့ရှင်ဟဲ့လားခုံးလို့300 300ပိတ်နှစ်နောက်ပိတ်နှစ်နောက်ပိတ် ခွန်လို့ဖြစ်တယ်ခွန်လို့ဖြစ်လိုက်တယ်ပဲနဲ့ကျွန်တော်က2025ခုတနှစ်ကျော်လိုက်တယ်ပဲနဲ့ခွန်လို့ဖြစ်အောင်သုံးသိသိရှိတယ်ဗျာသုံးသိသိရှိတယ်ဗျာခွန်လို့ဖြစ်အောင်တစ်ထိတ်သီးလို့ထည့်လိုက်တယ်ပဲနဲ့ခွန်လို့ဖြစ်ပြီခွန်လို့ဖြစ်လိုက်တယ်ပဲနဲ့ကျွန်တော်ဒီပင်မာကခွန်လုံးပိုင်ဗိတ်ဟဲ့လားခွန်ပရိတ်ရှိကြတဲ့အတွက်ခွန်ဒီလုံးပိုင်အဲ့တော့ကျွန်တော်မိတ်ဆွေများဟဲ့လားတစ်ခါတစ်ထိတ်သီးရတော့အော်တိုကြိုက်လိုက်ပြီတစ်ခွန်တွေ เนาะเนาะတိတိသည်ခုနောက်ပိတ်နဲ့အဲ့ဒါကျွန်တော်ဥပမာပုံစံနမူနာတာပြရအောင်မိတ်ဆွေများเนาะအဲ့တော့မိတ်ဆွေများကျွန်တော်ခုနကခွန်ပတိလေးပြခဲ့တယ်အဲ့တော့ကျွန်တော်ထုံးမယ်ဆိုရင်တော့ဒီကောင်ကခွန်လို့ကံဟဲ့လားဒီကောင်ခွန်လို့ကံဒါပဲဒီနှစ်ကွက်နဲ့ရှိတာမိတ်ဆွေများအားလုံးပဲเนาะကျွန်တော်ဒီ site ကိုကျဲတဝင်ရှင်းပြရင်မိတ်ဆွေများပြီးမှာမဟုတ်ဘူးခဏနေရနော်အဲ့တော့ကျွန်တော်ခုနကမိတ်ဆွေများအော်တိုချုံပြောလိုက်တယ်ပဲနော်ဒီပတိကျွန်တော်မထိုးဘူးမထိုးရတဲ့အကြောင်းကြီးချက်ပြန်ရှင်းပြ ်89ခုထိမှ3ခါဝင်တယ်တစ်ချိန်နော်89ခုနေသွားဟုတ်တဲ့3ခုနေမှာ3ခါဝင်တယ်တစ်ချိန်နော်အဲ့ရနေ89ခုနေသွား2009ခုနေမှာ3ခါဝင်တယ်3ချိန်နောက်ကတိုင်းမင်း89နေသွားဒါ89နေပြည့်တဲ့ချိန်မှာပဲ900လောက်ထွက်တယ်3ခါဝင်ဘူးဟဲ့လား तू က3 3ချိန်ပဲလောက်တာ4ချိန်မလောက်အဲ့လိုဆိုလို့ရှိရင်တို့ဒီနေ့ထဲမှာလောက်လာတာကဟုတ်တဲ့3ခုနေနေဦးမှာ9ပြည့်လဲကြတယ် 6ချိန်မှာဘွားပေါင်းရင်း3လုံးရအဲ့3နေကြောင့်မလို့ဟုတ်လားခုန3နေတော့ရှင်းပြပြီ stand ရှင်းရှင်းတော့ဟောဘွားပေါင်းရင်း3ဘွားပေါင်းရင်း3လုံး3ခါရိုက်တယ်ဟာဟုတ်ပြီအဲ့ရေပိုတိကျတာကဘာလဲဆိုတော့ဟုတ်လားဒီပထမဆုံး3ခါလို့ကြလိုက်တယ်89က3ခါလို့ကြပြီးတော့ပြန်တယ်ခုန3ဖြည့်ချင်းနေကျွန်တော်မပြောတော့ဘူးနော်3ခါလို့ကြပြီးတော့ပြန်တယ်သူကခွန်ခါအဲခွန်ခါဆိုတာမိတ်တယ်မခွန်မရိတ်နော်3ခါနေပြီးတော့7ချိန်မြောက်7ချိန်မြောက်မှာ ုမတဲ့ဟုတ်ပြီစိုက်ရင်နေ16နှစ်သွားသုံးခါနေပြီးတော့17ချိန်မြောက်ပါပြီခုမခုမတဲ့ပြီးတော့6ပိုးလေးဟုတ်ပြီတတိယကနော်ဒါကျွန်တော်တို့ကပ်ပြောင်းတော့မတတိယကလို့ပဲပြောတာသုံးခါတတိယကသုံးခါလို့ဒုတိယချိန်မှာသုံးခါလို့တဲလိုက်တဲ့ပြန်နေဟလာ17ချိန်မှာဘာပရိကြိုက်တယ်ကျွန်တော်ဆိုလိုတာကခုမတဲ့17ချိန်မှာခုမတဲ့ဆက်တဲ့ချိန်မှာ6ပြည့်ဒုတိယဆက်တဲ့ချိန်မှာ6ပြည့်တတိယဆက်တဲ့ချိန်မှာ ငါပရိလို့ကြတယ်ဟုတ်ပြီမင်းဘာကြောင့်လေပရိကိုမယူလာလဲဆိုတော့ဟမ်နောက်တော့ဒီမှာ20 2025ခုနှစ်မှာနှစ်ချိန်မှာတုံးခါလို့မရှိဘူးမရှိဘူးတော့သူ့ရဲ့အော်တိုကြဖို့ကခွန်ပရိ6ပရိ5ပရိ4ပရိဆိုတာကျွန်တော်ဒီချိန်မှာ7ချိန်မှာလေပရိကိုလုံးဝမကင်ပါဘူးမိတ်ဆွေများနော်မိတ်ဆွေများအဲ့ဒါပြန်လည်သုံးသပ်ပြီးတော့ကိုဘကိုကိုညံစွမ်းနဲ့ချင်းချင်းကြပါကျွန်တော်အနေနဲ့ကတော့ဒီ7ချိန်မှာဟုတ်လားတွေ့ထိုင်စီတာခွန်လုံးပိုင်းနဲ့ ဲ့ဒါမိုက်ထင်များကျင်းနိုင်ရင်ထိုးအောင်လို့ကျွန်တော်တက်လာရင်ဖြစ်ပါတယ်နော်ဒီအချိန်မှာကျွန်တော်ယူဆချက်ကခဏလေးတော့တစ်သိကြီးနဲ့ခွန်ခန်းနဲ့နောက်စီးသဘောဟလာနောက်တစ်ချက်တစ်တသိနဲ့ခုနောက်ဘုနဲ့အလဲသီးသီးမောင်းရင်လည်းမောင်းဒိုးတင်းမအဲ့ဒါမှမဒိုးချင်မနှစ်ခွက်နဲ့ထိုးမစမ်းပါကျွန်တော်ခုနကပထမဆုံးပြရတယ်ဟလာပရိသီတုံးကမ်းမှာထိသီးသုံးလုံးပေါင်းရင်လေးဟောလက်ဥတော့ပေါင်းရင်ဒီလေးထိသီးနဲ့နဘယ်ရင်းနဲ့ထိသီးနှလုံးပေါင်းရင်ဒီလေးလို့ဖြစ်ခဲ့လို့ကျွန်တော်ကဟလာကြပါရင် စက်တဲ့ချိန်မှာပရိတ်သုံးလုံးပေါင်းရင်း၄လို့ဖြစ်ခဲ့တယ်။၃ညမရိ၈ပရိတ်၆ပရိတ်ပရိတ်သုံးလုံးပေါင်းရင်း၄ဟုတ်ပြီ။အဲ့လိုဆိုလို့ညီတို့၆နှစ်နဲ့သွားပြီးတဲ့ချိန်မှာနှစ်ဦးကနေပြန်စကြည့်လိုက်နော်။ခွန်တေသိခွန်တေသိခွန်တေသိကနန်းသုံးလုံးပေါင်းရင်း၄လက်ဦးတော့ပေါင်းရင်း၄ထိသိနဲ့ချင်းလုံးပေါင်းရင်း၄လို့ဖြစ်တဲ့ချိန်မှာညီတို့ကြပြင်မှာဘာပေါင်းရင်း၃နဲ့ချခဲ့ပြီ။စက်တဲ့ချိန်မှာဟုတ်လား၆ပရိတ်၃ပရိတ်၆၃ပေါင်းရင်း၄၆၃ပေါင်းရင်း၄လို့ဖြစ်အောင်ညီတို့၄၅၆၅ပရိတ်ကြခဲ့တယ်။ ဟုတ်ပြီအဲ့လိုဆိုလို့ရေညိုတို့2025ခုနှစ်နော်ကိုင်မင်မှာပြန်ကြည့်ကြည့်လိုက်နော်လေးလေးနှစ်ခါလောက်ပြီးတော့ပြန်နေသုံးခါကျတော့ तू ကတရံမတူတဲ့ပရိတ်ကလေးကိုပြန်ချလာလေးလေးပြီးတော့ဒီမှာကျတော့တစ်တက်ဒီတုံးတက်ဒီငားတက်ဒီကနန်းသုံးလုံးပေါင်းရင်ငားလို့ဖြစ်တယ်ငားလို့ဖြစ်ပြီးတော့လက်ဥတော်ပေါင်းရင်ဒီကိုလို့ဖြစ်တယ်ကိုလို့ဖြစ်ပြီးသုံးလုံးပေါင်းရင်ကိုလက်ဥတော်ပေါင်းရင်ဒီသုံးကိုဟုတ်လားထိတ်သီးနဲ့ခြေနှလုံးပေါင်းဒီကိုလို့ဖြစ်ခဲ့ပြီးမှဟုတ်လားငါတို့2025ခု6ကြိမ်မှာဘာပေါင်းရင်သုံးလို့ရိုက်ခဲ့ပြီ တက်ခဲ့ပြီဆိုကျွန်တော်တို့စတဲ့ချိန်မှာဟုတ်လားကိုချိန်မှာက3တုံညာကိုနှစ်ပြိတ်လူရိုက်တယ်စတဲ့ချိန်မှာ3တုံ3 5နှစ်ဒီတုံညာပြိတ်နှစ်ပြိတ်နဲ့တုံညာပြိတ်ဒီဟုတ်လားနှစ်လူဖြစ်တယ်ပဲ ਨੇ ကျွန်တော်တို့ကကိုကိုကိုလူဖြစ်တဲ့အတွက်ဒီနှစ်ကိုကိုပြင်အောင်ခုံမတိတ်အားလုံးပဲမိတ်ဆွေများနော်ကျွန်တော်ဒါရင်းနဲ့ပဲကျွန်တော်နိုင်စင်ပါတော့မယ်မိတ်ဆွေများအားလုံးပဲကျင်းနဲ့နှစ်တက်လေထိုးကြပါကျွန်တော်ကတော့ဒီချိန်မှာခုနမိတ်ဆွေများကိုကျွန်တော်တုံးတက်ကျွန်တော်မြင်တဲ့အတိုင်းလေး ပြောခဲ့ပါပြီမိသိများကျင်းနဲ့လင်းထိုးပါတစ်ထိတ်ဒိုဒီမုတ်လွဲရင်တစ်အပါနဲ့ခွန်ပိတ်နော်မိသိများအလုံးမဲတစ်ပါတစ်တလုံးနဲ့ခွန်တလုံးနဲ့နှလုံးတွဲပြီးတော့အကယ်ရင်များဒီလိုကြလာရင်မှခွန်ပိတ်လဲရပြီမှပေါ့ရင်မိသိများနော်ညတို့မှာစက္ကုနေနေစက္ကုနေနေစောင့်သားရတဲ့အချိန်ကဒီလိုကြဖို့ဆိုတော့နောက်ဒီလိုဒီလိုတွဲဖို့ဆိုတော့မလွယ်ပါဘူးဒါမဲ့ ကျွန်တော်ကျွန်တော်ဆိုလိုတဲ့သဘောကတော့ဘလို့ပဲဖြစ်ဖြစ်တရားဖို့နေရဖို့၃00ဖို့၄00ဖို့500ဖို့ဟဟလားလွတ်တင်တက်နေတော့ထိုးရအောင်ကျွန်တော်တက်လာရင်ဖြစ်ပါတယ်တစ်ထိတ်နဲ့ကိုခန်းနဲ့ခွန်နောက်ပိန်းနဲ့တစ်ထိတ်နဲ့ခွန်နောက်ပိန်းနဲ့ကိုခါဟဟလားတစ်ထိတ်နဲ့ခွန်ခန်းနဲ့ကိုနောက်ပိန်းနဲ့ခွန်ပဋိလို့ဖြစ်ပါတယ်အလုံးပဲမိတ်ဆွေများကျွန်တော်အကြည့်တော့ဒီချိန်မှာ၁၇ချိန်မြောက်မှာကျွန်တော်ကြိုက်တဲ့ကဏ္ဍလေးကတော့တကိုးခွန်နဲ့တခွန်ကိုဆိုတဲ့ကဏ္ဍလေးဖြစ်ပါတယ်အလုံးပဲမိတ်ဆွေများဒီ site လေးများအကြိမ်များပေးခဲ့ရင်တော့ ဒီလိုင်းလေးများမှန်ခဲ့လို့ရှိရင်မိသူများလည်းပေါက်သီးလေးများပေါက်ဖူးလေရှိအောင်လို့အားလုံးပဲကျွန်တော်နိုင်မော်တက်ရရင်ဖြစ်ပါတယ်ညီတို့ရည်ရွယ်ချက်မှမရှိပါအားလုံးပဲမိသူများမင်္ဂလာပါခင်ဗျာအားလုံးပဲပေါက်သီးဖြစ်ပါစေလို့ကျွန်တော်လည်းဆုတောင်းပါတယ်နော်အားလုံးပါအားလုံးပဲမိသူအပေါင်းအသင်းတကယ်ချင်းများနော်ကျွန်တော်တို့18နှစ်ဆိုတဲ့အချိန်တိုင်းတာလေးရဲ့17ချိန်မြောက်မှာဒီချိန်ဟာဒီခဏဖြစ်နေတဲ့အတွက်ကျွန်တော်တက်လာရင်ဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါခင်ဗျာ